အားသောဝါနာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမေလ23ရက်နေ့ရက်နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်းလေးပုဒ်ကိုကြုံတူတူကကြည့်လိုက်ရအောင်ပထမဆုံးတင်ပုဒ်ကိုတော့ Ghana Blog ကဖော်ပြထားတဲ့ မာတီနယ်လီအခြေအနေနဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာပါ။ဂန်နာဘလော့ဆိုတာကတော့အသလက်တစ်ဘက်ကနေယုံကြည်ရတဲ့အာဆင်နယ်သတင်းနဲ့ပတ်သက်ရင်တင်ဆက်သူလို့ပြောလို့ရတယ်။အဲ့တော့သူရဲ့ဖော်ပြထားချက်ရတော့အာဆင်နယ်တို့ကမာတီနယ်ရင်နဲ့ပတ်သက်ပြီးတော့ဒီ quality player ဖြစ်သူတို့ကသတ်မှတ်ထားတယ်။အသင်းမှာဆက်ပြီးထိန်းထားခြင်းနဲ့ဒါပေမဲ့အလော်ဒကြီးတက်တန်းတိုးဖို့အတွက်တော့လောလောဆယ်ဆွေးနွေးထားခြင်းမရှိသေးဘူး။ကစားသမားတော့2029ခုနှစ်တိတက်တန်းရှိတယ်။ဒါပေမဲ့အသင်းရဲ့အဓိကကြော်ယိုးကစားသမားတွေဖြစ်တဲ့2029တက်တန်းရှိတဲ့ကစားသမားတွေကိုအထူးသဖြင့်မော်လေဘူကောင်စာကာတို့ဝီလျံစာလီ ါတို့တက်တန်တူဖို့အသေးအံလုပ်တဲ့အချိန်မှာမာတီနယ်လီကိစ္စတော့သူတို့ခဏတက်တန်မတူသေးဘူးဒါပေမဲ့မာတီနယ်လီကိုလာမဲ့ຫນွေဈေးကွက်မှာများကမ်းလန်းလာတဲ့အသင်းတွေရှိရင်ပေါင်တန်း90နဲ့ဒါမှမဟုတ်အဲ့90အထက်ကံလမ်းမှုရှိလာခဲ့ရင်အသင်းကလက်ခံစဉ်းစားပြီးတော့မယ်ရောင်းချဖို့အတွက်ပြင်ဆင်သွားမယ်ဆိုပြီးတော့ဂန္ဓာဘလော့ကိုဖော်ပြထားတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဘရာဇီးသားဘယ်ဘချန်တိုက်စစ်တောင်ပန်းအသက်23နှစ်ရဲ့ဘရာဇီးသားအတွက်အာဆင်နယ်က ပေါင်တန်း90ဈေးကတ်ထားပြလို့ရတယ်။မာတီနယ်လိုကစားသမားတဦးအတွက်ဆိုလို့ရှိရင်တော့ပေါင်တန်း90ကအာဆင်အတွက်ဆိုရင်တော့နည်းလည်းမနည်းဘူး။ရောင်းမယ်ဆိုလို့ရှိရင်လည်းအခြားဝင်ကစားသမားတဦးအတွက်ဆိုရင်တော့အားပြမှုတစ်ခုဖြစ်နိုင်တယ်။ ဘာကြောင့်မာတင်နယ်လီကိုအာဆင်နယ်ကိုပြန်ရောင်းနေတာလဲဆိုတော့ဒီကစားသမားစီကထွက်နိုင်တဲ့ပိုတရှယ်တွေကုန်သွားပြီလားဆိုတော့ပုံစံမျိုးသူတို့တွေးပုံရတယ်ကျွန်တော်တို့မာတင်နယ်နဲ့ပတ်သက်ပြီးအချိန်ပေးခဲ့တဲ့နှစ်တွေမနေဘူး greenish shaka ရှိတော့ကောင်းတယ်လက်ခံတယ်ဒါပေမဲ့ shaka ထွက်ခွာသွားပြီးနောက်ပိုင်း2023 2024ဘောလုံးရာသီတစ်ခု2024 2025ဘောလုံးဒီရာသီတစ်ခုအဲ့ရာသီနှစ်ခုလုံးမှာလိုချင်တဲ့ twin goal ဖန်တီးမှုတွေအများကြီးမရခဲ့ဘူးသူတော့သူ့ရဲ့နဲ့သူ့ဆက်ကတော့သူလုံပေးခဲ့တာပဲဒါသူ့ရဲ့ quality အကုန်ပဲလို့ပဲပြောမှလားမသိဘူး သူဒီနှစ်တွင်ထားတာဒီပွဲပေါင်း90ကစားထားတယ်16တွင်ပြီးတော့9လုံးဖိုင်ထားတယ်မနစ်က45ဝက်မှာ16တွင်ပြီးတော့9လုံးဖိုင်ထားတယ်ရှာကာရှိခဲ့တဲ့နှစ်ကိုပြောလိုက်ရအောင်အဲ့နှစ်ကသူ့ရဲ့အကောင်းဆုံးနှစ်ပဲပွဲပေါင်း90ကစားထားတယ်15ကိုတွင်ပြီးတော့9လုံးဖိုင်ထားတယ်စုစုပေါင်းတွင်ကိုဖန်နေမှု22ကြိမ်လုံထားရပြောလို့ရတယ်အဲ့ဒါ greenish shaka တချို့ကထင်တာပေါ့လေရှာကာရှိတော့ကျတော့ဖြည့်စော့ပေးအတွက် မာတီနယ်လီခြေစွမ်းပြတယ်ရှာကာမရှိတဲ့နောက်မှာတော့နောက်လာတဲ့လူတွေနဲ့သူအဆင်ပြေဘူးပါညာဒါပေမဲ့ဘသူနယ်ပဲတွတ်တွကိုဘွားကိုကိုအကောင်းဆုံးမြင့်တရားမှာပဲအဲ့တော့မာတီနယ်ကြီးနဲ့ပတ်သက်ပြီးအတင်းကတိတ်ပြီးအချိန်မပေးကျင်တော့တဲ့သဘောပဲဈေးနှုန်းတရက် ပေါင်တန်း90လောက်ရရင်ကစားသမားလက်လွတ်သွားဖို့ရှိပါတယ်ဒီသတင်းကိုတော့ကန်နာဘလော့ကကျွန်တော်ဖော်ပြတာပါဒီကစားသမားအတွက်အာဆင်နယ်ကတပုတ်ကိုပေါင်38000ပေးနေပြီးတော့2029ဂျွန်30ထိအသင်းကစာချုပ်ရှိနေပါသေးတယ်နောက်တစ်ခုပြောချင်တာကလေမာတီနယ်လီကိုအာဆင်နယ်တို့အယောင်စင်းတင်ရတဲ့ရည်ရွယ်ချက်လည်းရှိတယ်အဲ့ဒါကနီကိုဝီလျံတို့ရိုဒီโกတို့ရောက်လာမဲ့အနေအထားမှာမာတီနယ်လီလိုမျိုးကစားသမားဆီကနေပေါင်တန်း90ရလဲမနေဘူးသူတို့ရောင်းချသွားတယ်ဗောလေအဲ့တော့ မာတီနယ်ရီနဲ့ပတ်သက်ပြီးပေါင်သန်း90ဘယ်သူတွေဈေးလာပေးနိုင်လဲဆိုတော့ sorry club တွေပဲရှိမယ်ဘာစီလိုနာဒီသားမနဲ့ကြိုက်တဲ့သဘောကျတဲ့တရင်တချို့ကြံခဲ့တဲ့3လလာထွက်ခဲ့ဘူးမယ်မာတီနယ်ရီတို့ကသူတို့အလောက်ကြီးသုံးမှာမဟုတ်ဘူးပြီးတော့မာတီနယ်ရီကအာဆင်နယ်အသင်းမှာသူ့ရဲ့ potential ဒီလောက်ပဲရှိရဆိုပြီးအသင်းတာဝန်ရှိသူဆုံးဖြတ်လို့အဲ့ဒီလောက်ဈေးပဲကတ်လိုက်တာတကယ်လဲကျွန်တော်တို့ဒီသားမောက်ခေါ်တော့အီတူယာနိုကလပ်စီကနေပြီးတော့ခေါ်ခဲ့ရဘလောက်မှမကြောက်သူ့ကိုကျွန်တော်တို့ခေါ်ခဲ့တော့ကဒါယူ9တန်းပဲကြာခဲ့တာ2019ခုနှစ်က ဲ့တော့မာတီနယ်လီကိုအာဆင်နယ်တို့အချိန်ပေးတာကုန်သွားပြီလို့ပဲပြောမလားဒါမှမဟုတ်ဒီလောက်ဈေးနဲ့ဆိုရင်လာပြီးဝယ်လောက်တယ်ဆိုပြီးတော့တည်င်းလွှင့်တာပဲဖြစ်မလား sorry ကလပ်တီကရောမာတီနယ်လီကိုလာပြီးဝယ်မလားကျွန်တော်စောင့်ကြည့်သွားမှာပေါ့လေတစ်ချိန်တော့မာတီနယ်လီဆိုတဲ့ကောင်လေးတယောက်ပြောခဲ့တဲ့စကားလေးတခုကိုကျွန်တော်မှတ်မိပါသေးတယ်ဆာရွက်တည့်ရဲ့ဘောပင်တစ်ချောင်းပဲပေးပါတဲ့တတန်းတူကကျွန်တော်တောင်းဝန်ထားပါတဲ့ ဒုတိယမြောက်သတင်းတပုတ်ကတော့ဒါဂန်နာဘလော့ကပဲဖော်ပြထားပါလို့ Trosset နဲ့ပတ်သက်တဲ့စာချုပ်ချင်းတွေတော်များတော့မေးတာပါလို့ Trosset က2026ဆိုရင်တက်တန်းကုန်တော့မှလက်ရှိချင်းဒီစာချုပ်ကဆွေးနွေးလို့မပြီးသေးဘူးလား၊နှွေးမရောင်းတော့မလားဆိုတော်များမေးတယ်။ဒါကိုဂန်နာဘလော့ကဖြေရှင်းတာကတော့လက်ရှိအချိန်မှာ Arsenal ရဲ့အားစားဒါရိုက်တာတဲ့ Andre Barta ကိုတိုင်ကတွစ်ဆုံဆွေးနွေးမှုကြီးလုပ်နေတယ်။လစာတော့တိုးပေးမယ်။ဒါပေမဲ့နှစ်ရှည်ကွန်ထရက်မချုပ်ဘူး။နှစ်တိုးပဲချုပ်မယ်။ ပြီးရင်လာစာကိုတော့လက်ရှိသူရနေတဲ့ပေါင်9000တော့အာဆီယံကနဲတယ်လို့ယူဆတာဖြစ်တဲ့အတွက်မျိုးဝင်းမြတ်လာစာတူပြီးမယ်ဒါပေမဲ့သူလိုချင်တဲ့နှစ်ရှိကိုထွက်မျိုးတော့အတင်းကမကန်းလန့်ဘူးအသက်30ကျော်ကစားမတူဖြစ်တဲ့တည်းလဲနှစ်တူပဲချုပ်မယ်ဆိုပြီးလက်ရှိချိန်မှာညှိနှိုင်းတယ်ဗောလေအဲ့တော့ trosset ကိုအာဆီယံကစပီးထိန်းထားခြင်းနဲ့ဆိုတာလည်းသူကတကယ် super set အခုအရှိတန်းမှာဂိုးမိုးခေါင်နေလို့ရှိရင် trosset ထည့်လိုက်လို့ရှိရင်တနီးမုတ်တနီးတော့ဂိုးရတယ်တွင်းတဲ့အပိုင်းမှာတော့တည်ငိမ့်နေသူကမာတီနယ်လောက်တော့တိတ်ပြီးလိုအားလုံးအားမပြူ ဘူကာအိုဆာကာလာတော့ပြိုင်ဘက်တီရဲ့ focus ထားပြီးကတ်ချင်းကိုမခံအောင်ဒါပေမဲ့အိတ်ချားတဲ့မှာပဲအတင်းအတွက်လိုအပ်တဲ့ဂိုးတွေကိုသွင်းပေးတဲ့သူလို့ပြောလို့ရတယ်အသက်30ရွယ်ဘယ်ဂျန်သားတော့2026အထိပဲတက်တန်းရှိတော့တယ်ဂျန်နဲ့ player ဆိုအတင်းရဲ့အရေးပါတဲ့ player မှသမျှတက်တန်းတို့ဝင်လို့တာ2029 player တော့ပါတယ်ဒါပေမဲ့ဒီ2026 player နဲ့ပတ်သက်ပြီး sorry back ကကန့်လန့်မှုတချို့လည်းရှိရဖြစ်တဲ့အတွက်အကေများຫນွေစည်းကွက်မဖွင့်ပြီးတက်တန်းတိုးနိုင်တိုးနိုင်မတိုးနိုင်တော့အတင်းကရောင်းချမှာပဲအင်ကန်းဝင်မှာပေါ့လေမဟုတ်ရင်တော့လာမယ့်စောင်းစည်းကွက်မှာလွတ်လပ်စွာကျန်တဲ့တိနဲ့စကားပြောခွင့်ပြုရတော့မှာ သူ့ကိုတော့ကျွန်တော်တို့ဒီ UO 24တန်းနဲ့2023စောင်းစည်းကွက်တုန်းက Brighton City ကနေခေါ်ခဲ့တာတကယ်တော့သူ့ကိုခေါ်ခဲ့တုန်းကတန်ကြီးနဲ့ရှင်းမယ်ဆိုရင်တော့တန်နေပြီကျင်းနေပြီလက်ရှိချိန်မှာအလွတ်နဲ့လက်လွတ်လဲအသင်းအတွက်နင့်နာတာမဟုတ်တော့ဘူးသူကဒီယာဒီမှာအာဆင်နယ်အသင်းအတွက်55ပွဲကစားပြီးတာလေ16သွင်းပြီးတော့6လုံးဖိုင်တာလေမနစ်က48ပွဲကစားထားတယ်16ကိုသွင်းပြီးတော့2လုံးဖိုင်တာလေအဲ့တော့ ထော့ဆက်သည်အသက်ကြီးရာမှိန်မဲ့အသင်းအတွက်လိုအပ်တဲ့ဂိုးတွေရှာဖွေပေးတဲ့အတိုင်းမှာခေသူတော့မဟုတ်အဲ့တော့ထော့ဆက်ကိုတော့အသင်းကတက်တန်းတို့ကိုဦးစားပေးလုပ်နေတယ်အကယ်၍အသင်းနဲ့ဒီကစားသမားကြားထဲမှာညှိလို့မရခဲ့ရင်တော့ sorry ဘက်ကလာပြီးကဲလန့်မှုတွေရောင်းလာလို့ရှိရင်တော့လက်ခံသွားဖို့ရှေ့ဆိုပြီးတော့ဂိုင်းနာဘလော့ကဖော်ပြထားပါတယ် တတိယမြို့သတင်းဘက်ကတော့အထရာရိုဟက်ကဖော်ပြထားပါဘို့လေဒီသတင်းကိုသူတို့ကလည်း inside the canon စီကနေပြီးတော့ကူးယူဖော်ပြတာအဲ့ဒါကတော့သောမတ်ပါတီကတော့အာဆင်နယ်နဲ့စာချုပ်တတန်တိုးဖို့အတွက်တဖြည်းဖြည်းနီးစပ်လာနေခဲ့ပြီဆိုပြီးသူတို့ကပြောသွားခဲ့ပါတယ်စာချုပ်ပါအချက်လက်ရဆိုရင်တော့တစ်နှစ်ပလက်တစ်နှစ်မင်းတောင်ပြောမယ်ဆိုရင်တော့မနစ်ကကျွန်တော်ဂျော်ဂျင်းညိုတက်တန်းတိုးခဲ့တယ်လို့မျိုးပဲတစ်နှစ်ချုပ်မယ်ကြိုက်လို့ရှိရင်ကစားသမားနဲ့ကလက်တင်းချားတဲ့မှာသဘောတူကြည့်ဖြစ်ရင်ခေါင်းငိတ်ပြီးတော့နောက်ထပ်အပိုတက်တန်းတိုးခွင့်တစ်နှစ်အဲ့ဒီပုံစံမျိုးနဲ့နှစ်နှစ်ချုပ်ချင်တာ ဒါပေမဲ့အဲ့နှစ်နှစ်မှာကတစ်နှစ်ပဲ official ချုပ်တာကျန်တဲ့တစ်နှစ်ကတော့နောက်မှအသက်သွင်းလို့ရမယ့်ကိစ္စပါလေအဲ့လိုပုံစံမျိုးနဲ့ကိုချုပ်ဖို့စဉ်းစားနေတယ်သူ့ရဲ့ဖော်ပြထားချက်မှဆိုလို့ရှိရင်တော့ဒီလာမယ့်စောက်တန်ပွဲစဉ်မတိုင်မီစာဝတ်စာတန်ကိစ္စတွေကိုအပြီးသက်ဖို့တည်းရည်ထားတယ်ရက်ကတော့တော်တော်ကတ်နေပြီစောက်တန်ပွဲမှာတော့မှဒါ25နေလားမသိဘူးအဲ့ဒီရက်အမီဆိုတော့လေဖြစ်နိုင်ပါမလားတော့မသိဘူးဒါပေမဲ့သတင်းရတော့အဲ့လိုတော့ရေးသားထားတယ်ဇူဘီမန်ဒီဝင်လာလို့ရှိရင်လည်းပါတီကိုအာဆင်နယ်ရုက ဒီအရန်ကိုမှထားကျင်တဲ့အသင်းရဲ့ squad တက်ရပါလေအခုနောက်ဆုံး interview မှာတော့မှအာဒီဒါဖြေသွားတယ်တော်မက်ပါတီဟိုတဲ့အာဆင်နယ်မှာပဲသူဆက်ပြီးထားကျင်တယ်တဲ့အလိုရှိရဲ့အဲ့လိုတော့ဖြေသွားတယ်နောက်တစ်ခုကတော့ဒါ Fabio B ရပြန်လာမယ့်အပိုင်းဒါပေမဲ့ Fabio B ရပြန်လာမှာလည်းလက်ရှိအချိန်မှာ Porto နဲ့တချို့ကိစ္စလေးညှိနေသလားအပြင်းများရောင်းကျင်နေရတာဒါမှမဟုတ်ဒီစားမောက်ပဲအချိန်ပေးဦးမလားမသိဘူးဒါပေမဲ့ဒီစားမောက်တွေကလည်းပါတီလိုမျိုး used to တမ်းပြီးသုံးလို့ရတဲ့ player တွေမှောက်တာဖြစ်တဲ့အတွက်ပါတီကိုပဲအိုက်ဒါလည်း အသင်းမှာဆက်ပြီးထိန်းထားခြင်းနဲ့ဗောလေ32နှစ်ရဲ့ဂါနာသားတော့ဂျွန်လ73မှာအသက်32နှစ်ပြည့်မှာဂါနာအသင်းတွက်42ပွဲမှာ73ဂိုးသွင်းထားတယ်ပွဲပေါင်း90တရာတိမှာအာဆင်နယ်တင်းတဲ့ကစားထားတယ်၄ဂိုးသွင်းနှလုံးဖိုင်ထားတယ်အဝါကက်9ကက်နဲ့ဒီနေ့မှာတခုကျွန်တော်ပြောပြအောင်မယ်ဘောနပ်စ်အနေနဲ့တောမတ်ပါတီဒီယာတီမှာမိနစ်ပေါင်း3856မိနစ်ကစားထားတယ်အဲ့ဒါဒီ 2022-23ဘောလုံးရာသီရဲ့2023-2024ဘောလုံးရာသီအဲ့ကြံခဲ့တဲ့နှစ်နှစ်ကစောခဲ့တဲ့ဘောလုံးရာသီနှစ်ခုပေါင်း3598မိနစ်ထက်များတယ်ဆိုလိုချင်တာဒီရာသီသူဘောလုံးအများဆုံးကစားနိုင်တာအာဆင်နယ်မှာသူ့ရဲ့အကောင်းဆုံးရာသီလို့ပြောလို့ရတယ်ကြံခဲ့တဲ့နှစ်နှစ်က200ရာသီကစောခဲ့တဲ့ performance minute တွေထက်စာလို့ရှိရင်တော့ဒီရာဒီရာသူ့အတွက်အများဆုံးပဲဖြစ်တယ်အဲ့တော့စာရုပ်တက်တန်းတိုးပြီးလို့ရှိရင်စိတ်လျှော့ပြီးတော့ injury ပြန်ရသွားမှလည်းစိုးတယ်ဗောလေအဲ့တော့ညီကိုတော့ဘယ်လိုထင်လဲ ော်မတ်ပါတီစောက်တာတန်းအပွဲစဉ်အမိမှာတက်တန်းတိုးနိုင်မယ်ထင်လားခွန်မဝင်ရောက်ရေးသားပြီးတော့ပါဦးဒီစီဇန်လေးကိုဒီကောင်ကြီးပောင်းပြီးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်သူညာကို6939963လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iPhone ခွေချကို Sport Internet 5လုံးမိတူကိုလည်းကစားလို့ရနေပါပြီအမှဆုံးမယ်ဆိုတော့ကျွန်တော်စီမှာ live ရောက်မေးမြန်းလို့ရပါတယ်ကျွန်တော်ရဲ့ Facebook account ကျော်စုထွေးရဲ့ Messenger မှာလည်းမေးမြန်းလို့ရပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒီရသည်မှာအရေးပါတဲ့ဖန်တီးမှုတွေလုံနိုင်ပြီမယ်လေ လွဲချော်ခဲ့တဲ့အသင်းနဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာပါဒီမှာတော့10အသင်းနဲ့ပတ်သက်ပြီးဖော်ပြပေးသွားမယ်နံပါတ်10မှာရှိတာတော့ Everton အသင်းသူကတော့58ကြိမ်လွဲချော်ထားတယ်ဒါပေမဲ့သူတို့ဒီ34ကိုရထားတယ် Leicester City ကတော့49ကြိမ်လွဲချော်ထားတယ် Arsenal ကတော့အကြိမ်ကြီး50လွဲချော်ထားတယ် Arsenal ကအဆင့်8မှာရှိအဆင့်9မှာတော့ Brentford က52ကြိမ်လွဲချော်ထားတယ် Chelsea ကအဆင့်6မှာရှိပြီးတော့52ကြိမ်အဆင့်5က Newcastle က69ကြိမ် အဆင့်၄က Brighton က69ချိန်အဆင့်၃က Manchester City ကအချိန်ရေ80လွဲချော်ထားပြီးတော့အဆင့်၄မှာတော့ Manchester United က82ချိန်အဆင့်၁မှာတော့ Liverpool က88ချိန်ဒီချက်လက်တွေကိုကြည့်တဲ့အခါမှာဒီရာသီမှာဂိုးဝင်နိုင်လောက်တဲ့ chance creative ရှိရကြတဲ့က ရွေးချယ်မှုတွေအများဆုံးဖြစ်တာဒါကတော့ကျွန်တော်ပြိုင်ပွဲဆိုမှလို့ထင်တယ်သူတို့ကတော့ဒီ bitches miss လို့ပဲရေးထားပါဗောလေအဲ့ဆိုအာဆင်နယ်အသင်းရဲ့ဒီရာဒီမှာဒီလိုအခွင့်အရေးတွေကနေအချိန်ရင်90လွဲချုပ်မှုရှိတာလေသူတို့ကအဆိပ်ရှိမှရှိရဆိုမဲ့တကယ်ကထိုက်တယ်ရစ်သွားတဲ့အသင်းရဲ့နေမှာဆိုလို့ရှိရင်တော့ဒါမျိုးကမလွဲချော်သင့်တော့အထူးသဖြင့်ဗောလေအဲ့ဆိုအာတီတာကလည်းအခုအင်တာဗျူးမှာပြောသွားခဲ့တာကလာမယ့်ရာဒီမှာဥရောပပြိုင်ပွဲတွေမှာပြည်ရင်းပြိုင်ပွဲတွေမှာကျွန်တော်တို့ ပိုဆွဲကျင်တယ်အသင်းကိုလုံးဝ strong ဖြစ်ဖြစ်တိဆောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ quality player တွေဂိုးတွေတိုင်းတိုင်းသွင်းနိုင်မဲ့ player မျိုးတွေတော့ဈေးကွက်ထဲမှာဝယ်ဖို့လိုအပ်တယ်ဆိုပြီးတော့သူကတော့အရေးအောင်ပြသွားခဲ့တယ်။ဒါတောင်မပြောဘူး။ဒါပေမဲ့ quality player မှန်သမျှကျွန်တော်တို့အတွက်လိုအပ်တယ်။ဒီခါကျရင်ကျွန်တော်တို့ဂိုးရဖို့ရုံးကန်နေရတဲ့ရှေ့ဆိုပြီးတော့သူကပြောသွားခဲ့ပါတယ်။အဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။